thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မုံစီဒေသမှာအရက်သားနဲ့ KIA ရဲဘော်များပြစ်ခတ်ခံရမှု MND ရုံးရှိမှာဒေသခံများဆန္ဒပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရွှေတူးဘော်ရဲတရုတ်လုပ်ငန်းရှင်များကိုဒေသခံများတားဆီးစဉ်ခိုင်ရန်ဖြစ်ပြီးတဲ့နောက် MND တပ်ဖွဲ့ကပြစ်ခတ်ခြင်းဖြစ်တယ်လို့သတင်းအရင်းမြစ်တွေကပြောပါရယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်မုံစီဒေသမှာရွှေတူးဘော်နေတဲ့တရုတ်လုပ်ငန်းရှင်တွေကိုဒေသခံတွေကတွားရောက်တားဆီးစဉ်ခိုင်ရန်ဖြစ်ပွားပြီးတဲ့နောက်ကို န်တပ်မတော် MND တပ်ဖွဲ့ဝင်များပြစ်ခတ်မှုကြောင့်ဒေသခံနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒေသကာကွယ်တပ်ဖွဲ့ဝင်စုစုပေါင်း9ဦးတပ်မင်းတည်ဆောင်ပြီးဒဏ်ရာရရှိသူများပြားခဲ့ကြောင်းကချင်တရင်အရင်မြို့တွေကပြောပါရယ်မလ9ရက်နေ့လယ်ပိုင်းကမုံစည်းဒေသပြင်းခန့်အနီးရှိရွှေလုတ်ကွမ်မှာဒေသခံတွေကရွှေတူးဖော်သူတွေကိုတွားရောက်တားဆီးခဲ့ရာပြစ်ခတ်မှုဖြစ်ခဲ့ပြီးအရသာ3 KIA တပ်ဖွဲ့ဝင်9ဦးတည်ဆောင်က9ဦးဒဏ်ရာရခဲ့တယ်လို့ဒေသအခြေဆိုင် The Kachin Self State Media ကဖော်ပြပါရယ်အဲ့ဒီဖြစ်စဉ်မှာမှန်ကန် ်ကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းအရှင်မြတ်ကပြောပါရယ်ဖြစ်စဉ်အခြေအနေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘူမူကြီးနော်ဘူတန်ဆက်သွယ်မိမြန်းထားရာအဆက်အသွယ်မရသေးပါဘူးအလာတူ MND ပြောရေးဆိုခွင့်ရှိသူထံကိုလည်းဆက်သွယ်ထားဆဲဖြစ်ပြီးအဆက်အသွယ်မရသေးပါဘူး ဒေတာတရင်အရင်မြစ်ကအဲ့ဒီဒေတာမှာဒေတာကံပြည်သူလူထုရဲ့ခွင့်ပြုချက်မရဘဲနဲ့ကိုကံ MND တပ်ဖွဲ့နဲ့ညီနိုင်တိုင်ပင်ပြီးတရုတ်လုပ်ငန်းရှင်အုပ်စုတစုကအဲ့ဒီမှာရွှေတူးဖော်နေတာလို့ပြောပါတယ်။အဆိုပါရွှေတူးဖော်ရမှာပြီးခဲ့တဲ့ရက်ပိုင်းကစပြီးဆယ်ရန်တရားများတုံပြီးတူးဖော်လာတာကြောင့်ဂျေးယွာနီလွယ်ကွင်းနဲ့ချောင်းမြားပြည်စည်းလာတဲ့အခြေအနေမှာဒေတာကံတွေကတူးဖော်ခြင်းမပြုဖို့တားဆီးခဲ့တာဖြစ်ကြောင်းတရင်အရင်မြစ်တွေကပြောပါတယ်။ရွှေမတူးဖို့ဒေတာကံတွေကအချိန်ချင်းမြစ်တာရက်ခတ်မှုပေါ်တရုတ်လုပ်ငန်းရှင်တွေကလက်မခံလို့မလ9ရက်နေ့မှာဒေတာကံ ြည်သူတွေနဲ့ရဲဝဝထားတဲ့ KIA ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကရွှေမတူးဖို့ပြောဆိုရာအငင်းခုံဖြစ်ပြီးကိုတိလက်ရောက်ခိုင်ရန်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။အဆိုပါခိုင်ရန်ဖြစ်ပွားမှုနဲ့နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူး။ အရသာပြည်သူလူထုတွေကတရုံလုပ်ငန်းအုပ်စုတွေကိုကျင်းရွာနဲ့နီးရဲလက်ကွင်းတွေအကုန်ပျက်စီးလာနိုင်ခြင်းရှိတယ်။မြေချောင်းတွေပျက်စီးလာနိုင်ခြင်းရှိရဲသွားတောင်းဆိုတာကိုတရုံအုပ်စုတွေကလက်မခံတော့ခိုင်ရန်ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာဒေသခံပြည်သူလူထုတွေနဲ့ဒေသကာကွယ်တပ်ဖွဲ့ဝင်တချို့ကပြန်ဆင်းလာတာပြန်ဆင်းလာတဲ့အချိန်လမ်းမှာကိုကန့်တပ်ဖွဲ့တွေကရောက်ရှိလာပြီးဘာမှမပြောမစုံနဲ့တနက်နဲ့ပြစ်ခတ်လိုက်တဲ့အချိန်မှာအရသာပြည်သူလူထုတွေထိခိုက်ဒိတ်ဆုံးမှုတွေဖြစ်ပွားခဲ့တာလို့လောလောဆယ်သိရှိထားရတယ်လို့ကချင်သတင်းရှင်းမြစ်တွေကပြောပါရယ်။ညနေပိုင်းထိတဲ့ င်းနေရာမုံစည်းကျေးရွာတွင်ဒေသခံပြည်သူတွေနဲ့ကိုကန့်တက် MND ကြားတင်းမာမှုဖြစ်ပေါ်နေရလို့သတင်းအရင်းမြစ်တွေကပြောပါရယ်။ဒါအပြင်ဒေသခံပြည်သူတွေကမုံစည်းကျေးရွာရှိ MND တပ်ဖွဲ့ရုံကိုတွားရောက်ဆန္ဒထုတ်ပေါ်နေတဲ့ရုပ်သံမှတ်တမ်းတချို့လည်းလူမှုကွန်ရက်မှာတွေ့ရပါရယ်။ဒေသခံတွေက MND ရုံကိုတွားရောက်တဲ့ဆန္ဒပြရာမှာပြစ်ခတ်ခံရလို့တိစုံခဲ့သူတွေရဲ့ရှုံလောင်းကိုကားပေါ်တင်ဆန္ဒထုတ်ပေါ်နေတာကိုတွေ့ရပြီးတိစုံသူတွေရဲ့မိသားစုဝင်တွေကငူယိုနေမှုကိုလည်းတွေ့ရပါရယ်လို့ဖော်ပြထားပါရယ်။ နောက်တစ်ပုံအနေနဲ့မြန်မာဒီမိုကရေစီရင်လူ့အခွင့်အရေးနဲ့မီဒီယာဖွံ့ဖြိုးမှုအတွက်ပံ့ပိုးမဲ့ဒေါ်လာဘီလီယံချီအကူအညီများအမေရိကန်ဖြတ်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအတွက်အကူအညီအများစုကိုအမေရိကန်ပြည်ထောင်စုကရန်ဆိုင်လိုက်ပြီး2025ခုနှစ်အတွက်အမေရိကန်ဒေါ်လာ259တန်ပြီးမဲ့အစီအစဉ်ကိုဖျက်သိမ်းလိုက်ပြီးအမေရိကန်သမ္မတထရန့်တာဝန်ထမ်းဆောင်တဲ့လေးနှစ်တာကာလအတွင်းမြန်မာနိုင်ငံကအကူအညီ1.3ဘီလီယံဆုံးရှုံးနိုင်တယ်လို့ Human Rights မြန်မာဖွဲ့ကမလ၄ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ပါတယ်။ရန်ဆိုင် ိုင်းခံရတဲ့အကူအညီတွေမှာဒီမိုကရေစီအရေးလူအခွင့်အရေးနဲ့မီဒီယာဖွံ့ဖြိုးမှုအတွက်ပေးမယ့်ဒေါ်လာ45သန်းလဲပါဝင်တယ်လို့အဖွဲ့ကဆိုပါတယ်။2025ခုနှစ်မှာရရှိမယ်လို့မျှော်မှန်းထားတဲ့အကူအညီငွေများအနက်182သန်းကလူသားချင်းစာနာမှုအကူအညီကျန်းမာရေးစောင့်ရှောက်မှုစိုက်ပျိုးရေးနဲ့ပညာရေးတို့အတွက်သုံးစွဲရန်ရှိမှန်းပြီး44သန်းကိုဒီမိုကရေစီလူအခွင့်အရေးနဲ့မီဒီယာဖွံ့ဖြိုးရေးလို့မှသုံးဖို့ရှိမှန်းထားပါတယ်။ဒါပေမဲ့အဲ့ဒီအကူအညီတွေရပ်ဆိုင်းခံလိုက်ရခြင်းဖြစ်ပါတယ်။ဒီမိုကရေစီရေးလှုပ်ရှားမှုတွေအတွက်183သန်းကျော်ဆုံးရှုံးမယ် ယ်လို့လည်းဆိုပါတယ်အဲ့လိုအကူအညီများလျှော့ချမှုကမြန်မာနိုင်ငံရဲ့ဒီမိုကရေစီလှုပ်ရှားမှုလူသားချင်းစာနာမှုအကူအညီပေါ်မိကိုနေတဲ့လူသန်းပေါင်းများစွာတို့အတွက်အလွန်ဆိုးရွားသောအကျိုးသက်ရောက်မှုတွေဖြစ်စေရလို့လည်း Human Rights မြန်မာအဖွဲ့ကထောက်ပြပါတယ်2025ခုနှစ်ဖေဖော်ဝါရီလမှာ American ဆိုရရင် USND အစီအစဉ်ကိုရပ်ဆိုင်းလိုက်တာကြောင့်လွတ်လပ်သောမီဒီယာဖွဲ့စည်းများအပါအဝင်ဒီမိုကရေစီအုပ်ချုပ်မှုကိုမြင့်တင်နေတဲ့ဖွဲ့စည်းတွေအတွက်အန်ဒီရဖြစ်စေရလို့လည်းအဲ့ဒီအဖွဲ့ကဆိုပါတယ်ဒါပြင်ပြည်ထောင်နိုင်ငံကနိုင်ငံသားအကူအညီကို40ရာခိုင်နှုန်းလျှော့ ော့ချမှာလူကြီးညခဲ့ပြီး2025ခုနှစ်အတွင်းမြန်မာနိုင်ငံကကုညီမဲ့ငွေ95တန်သတ်မှတ်ထားခဲ့ရမှာ28တန်သာရတော့မယ်လို့လည်းဆိုပါတယ်။အဲ့လိုအကူအညီလျှော့ချမှုတွေကြောင့်အကျိုးသက်ရောက်မှုတွေအလွန်ဆုံးရမှာဖြစ်ပါတယ်။2025ခုနှစ်မှာမြန်မာနိုင်ငံရှိလူဦးရေ35ရှာခိုင်နှုန်းကလူ16သန်းခန့်ကအစားအစာကျန်းမာရေးစောင့်ရှောက်မှုနဲ့လုံခြုံရေးအကူအညီများလိုအပ်မှာဖြစ်ပါတယ်။ အမေရိကန်နဲ့ပြည်ထောင်စုရဲ့အကူအညီများလျှော့ချရုပ်သိမ်းခြင်းကကမ္ဘာတဝန်းရှိအာဏာရှင်အစိုးရတွေကိုတိုင်းရင်းအပြည်အရောက်ပြီးတရုတ်နဲ့ရုရှားတို့ရဲ့ပတ်ပေါ်မှုပေါ်မူတည်နေတဲ့မြန်မာစစ်တပ်အတွက်အခွင့်အရေးရစေလိမ့်မယ်လို့လည်း Human Right မြန်မာကထောက်ပြပါရယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပမော်မျိုးသိမ်းတိုက်ပွဲဘာကြောင့်ကြန့်ကြာနေသလဲဆိုတဲ့အကြောင်းတင်ဆက်ပြပါမယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလရက်ကစတင်ပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေထိုးစစ်ဆင်နေတဲ့ကချင်ပြည်နယ်ပမော်တိုက်ပွဲဟာအခုဆိုရင်၃လပြည့်ခဲ့ပါပြီ။တိုက်ပွဲကြောင့်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားကလုံးဝပျက်စီးသွားခဲ့ပြီးဖြစ် ြစ်ပေမဲ့တော်လိုင်းအင်အားစုတွေဘက်ကလက်ရှိအချိန်ထိမြို့ကိုအပြည့်အဝမထိန်းချုပ်နိုင်သေးသလိုအရေးကြီးတဲ့စခက်က21ကိုလည်းထိုးစစ်စနေစဲဖြစ်ပါတယ်။ KIA နဲ့ပူးပေါင်းတပ်တွေအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမဘိန်းမြို့၊ကချင်ပြည်နယ်အတွင်းကဆွန်ပရာဘန်၊အင်ချန်ရဲစတုံချီပွေစီလော၊ပန်ဝါတော်ဖုံးရဲစင်ပူမြို့လာမန်စီကပိုက်တီ၊မိုးမောင်မြို့နဲ့လွေကျဲမြို့တို့ကိုတင်ပိုက်ထားနိုင်တာဖြစ်ပြီးစုစုပေါင်း14မြို့တိရှိပါတယ်။အခုနောက်ဆုံးထိုးစစ်စနေတဲ့ပမော်တိုက်ပွဲကတော့ KIA ရဲ့မြို့သိမ်းတိုက်ပွဲတွေအတွင်အချိန်အကြာမြင့်ဆုံးဖြစ်ပြီး င်လက်ရှိအချိန်ထိနဲ့တိုင်နေရဆဲပါဗမော်မြို့မှာ KIA ကလင်းရင်ကွင်းတိုင်ရင်တချို့နဲ့မြို့ပေါ်ရက်ကွက်တချို့ကိုတင်းဆဲထားနိုင်ပြီးဖြစ်ပေမဲ့အရေးကြီးတဲ့စကားက27နဲ့ကြံနေတဲ့တိုင်ရင်တွေကိုရရှိနိုင်ဖို့လိုနေတာဖြစ်ပါတယ်ဗမော်မြို့တိုင်းတိုက်ပွဲရှိကြတဲ့အကြောင်းရင်းတွေလည်းအများကြီးရှိပါတယ်ဗမော်မြို့ကခရိုင်မြို့ကြီးဖြစ်တယ်လို့စကားက27ရုံးဆိုင်ရာမြို့နယ်ဖြစ်တာကြောင့် KIA တိမ့်ပိုင်ထားတဲ့တခြားမြို့တွေထက်စစ်ကောင်စီရဲ့ခန့်စစ်အင်အားကပိုကောင်းတယ်လို့တိုင်ရင်စခန်းတွေကကင်းတွေလည်းအများပြားရှိနေတာပါဒီချက်ကလည်းတိုက်ပွဲရှိကြတာတွေ ကအကြောင်းရင်းတကူလို့ KIA KIA ကိုတရင်ပြန်ကြားရေးတာဝန်ခံဘူမူကြီးနော်ဘူးကပြောပါတယ်ပြောရင်တော့ဗမော်လူပဲပြောကြပြီးမယ်စကန်ကအများကြီးရှိနေတာအဲ့ဒါကလည်းတကူပါတာပေါ့နောက်တကူကကျွန်တော်တို့စစ်စင်ရေးလုပ်နေတဲ့တိုက်ပွဲဖြစ်တဲ့စစ်မြေပြင်လို့ပြောရမှာပေါ့အဲ့ဒီ area ကအရန်ကြီးကိုကျန်ပြတ်နေ -30 ကျော်ဝန်းကျင်လောက်ရှိတာဗမော်မှာစစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စခါက27ခါလရ49ခါလရ230ကျောင်းခါလရ239အာမတ366တန်ဆက်ကတန်ရင်9000ကျောင်းတင်ကားတန်ရင်9000လေးအမှတ်9ဆက်သွေး တက်ရင်အမှတ်၁၁စင်မြေပြင်စေးတက်ရင်အမှတ်944စောက်လုံရင်အင်ဂျင်နီယာတက်ခွဲအမှတ်934စင်မြေပြင်အင်ဂျင်နီယာတက်ရင်အမှတ်933ထောက်ပံ့ရင်နဲ့ပို့ဆောင်ရင်တက်ခွဲဆက်လက်နဲ့ပစ္စည်းတက်စုစာခါနာ641အလုံယုံတက်စုစာလာရင်နဲ့ကာကင်းစခန်းတွေအများကြီးရှိနေတာဖြစ်ပါတယ်။ နောက်ထပ်ရည်ကြီးတာကတော့စစ်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းကိုမဖြတ်နိုင်တာလို့ဆိုပါတယ်။ KIA စင်နွဲခဲ့တဲ့တခြားမြို့တိုင်းတိုက်ပွဲတွေမှာဆိုရင်ထောက်ပို့လမ်းကြောင်းအားလုံးဖြတ်တောင်းနိုင်ခဲ့ပြီးမယ်။လက်ရှိဗမော့တိုက်ပွဲမှာတော့စခက21တဲကိုလေကြောင်းကနေလက်နက်ရှိခါနဲ့စစ်ကိုယ်တွေကိုစစ်ကောင်စီဘက်ကတောင်းလျှောက်ပို့ပွင့်နေတယ်လို့ပုံမူကြီးနောက်ဘူးကပြောပါတယ်။နောက်ထပ်အရေးကြီးတာကတော့စစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးနဲ့ drone တွေကိုအများအပြားအသုံးပြုပြီးကုကံနေတာပါ။အခုနောက်ပိုင်းစစ်ကောင်စီဘက်ကအစစ်မြင့် drone တွေကိုလည်းအများအပြားအသုံးပြုနေတယ်လို့ပုံမူကြီးနောက်ဘူးကဆိုပါတယ်။ င်အခုနောက်ပိုင်းကတော့တို့လည်းအတွေ့အကြုံရပေါ့နော်တို့ရဲ့နည်းပညာတွေသုံးပြီးမှ drone တွေကလည်းတို့အစစ်မြင့်ရဲ့ drone တွေသုံးတာနောက်တစ်ခုကတော့လေကြောင်းကလည်းနေတိုင်းအဆက်မပြတ်တိုက်ခိုက်မှုတွေတို့ဆောင်ရွက်နိုင်တာပေါ့အဲ့ဒါတွေပေါ့စစ်ကောင်စီ lobby media တွေမှာလည်းဗမော်တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ drone အသုံးပြုတိုက်ခိုက်တာတွေနဲ့ပတ်သက်လို့ဖော်ပြတာတွေရှိပြီးအနီအောက်ရှောင်ကြီးသုံးကင်မရာတွေတပ်ဆင်ထားတဲ့ drone တွေကိုပါအသုံးပြုနေတာဖြစ်ပါတယ်လက်ရှိစစ်မြေပြင်အနေအထားကိုကြည့်ရင်တော့စစ်ကောင်စီရဲ့ခန့်စစ် area ကတပြေးပြေးပေါင်းကျင်းလာနေပြီဖြစ်ပေမဲ့လေကြော ောင်းနဲ့ drone အသုံးပြုမှုရှိတာကြောင့်အလုံးစုံသိမ်းပိုက်နိုင်ဖို့ကြံ့ကြာနေရလို့ CDM ဗိုလ်ကြီးစင်ရော က ပြောပါတယ်သူတို့ရဲ့ drone နည်းပညာကလည်းအဆင့်မြင့်လာတဲ့ night version မှာပါလာတယ်သူတို့နည်းပညာတဆင့်မြင့်လာတယ်ဒီလိုတဆင့်မြင့်လာတဲ့အတွက် KAI နဲ့ပူးပေါင်းတပ်တွေလည်းပြန်ပြီးတော့တိုက်စစ်ဆင်မှုနည်းပြဟာအရာပြန်ပြီးတော့စုဖွဲ့နေတဲ့အခြေအနေမျိုးလို့ပြောရမှာဖြစ်ပါတယ်လို့ပြောပါတယ် တားပြင်း KIA အနေနဲ့တရုတ်ကြားဝင်မှုနဲ့တူစစ်ကောင်စီနဲ့တွေ့ဆုံပုံလည်းရှိနေတာကြောင့်ဒီတွေ့ဆုံပုံမတိုင်ခင်တော့ဗမော်ကိုအပိတသိမ့်ပိုင်နိုင်ဖို့ကြိုးစားလိုက်မယ်လို့လည်းပူကြီးစင်ရောကပြောပါတယ်။လက်ရှိစစ်ကောင်စီရဲ့အစင်မြင့် drone အနေနဲ့ကိုပလိုပြူဟာနဲ့ဖြည့်ရှင်းမလဲဆိုတာနဲ့ပတ်သက်လို့တော့စီးကိစ္စဖြစ်တဲ့အတွက်မဖြေချနိုင်သေးဘူးလို့ပူမူကြီးနောက်ဘူးကပြောကြောင်းသတင်းမှဖော်ပြပါရှိပါရဲ့ရှင်။